ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အောင်းလည်းမင်္ဂလာပါလက်ရှိဘောလုံးလောကမှာပေါ့လေ World Cup နဲ့ပြတ်သက်လို့ရှိရင်တကယ်ကိုလုံးဝကိုပြ Favorite ဖြစ်လက်ချိုးရည်လွယ်ရတဲ့အသင်းတွေအများကြီးပဲကျွန်တော်6သင်းပဲရှိတယ်ကျွန်တော်ဟိုတနေ့ကလည်းပြောပြီးသားအင်္ဂလန်ရဲ့ ပြင်သစ်ရဲ့စပိန်ရဲ့ပေါ်တူဂယ်ရဲ့ဘရာဇီးလ်ရဲ့အာဂျင်တီးနားရဲ့အိုက်ကလွေးရင်ဘယ်အသင်းမှချန်ပီယံဖြစ်နိုင်မှာအဲ့တော့မှဖြစ်လေဖြစ်တာမရှိတဲ့အသင်းတွေကဥပမာပေါ်တူဂီတို့အင်္ဂလန်ဆိုရင်66မှာဖြစ်ပြီးကြီးရနောက်ပိုင်းမှာဘာမှမလုပ်ပါဒီနှစ်သင်းတော်နည်းနည်းဝီးဖြစ်သေးတယ်တကယ်တော့ probably champion ဖြစ်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအမြဲတမ်းအိုက်အပိုကိုရောက်ရောက်သွားတဲ့အသင်းတွေမှာစပိန်ရဲ့ပြင်သစ်ရဲ့အာဂျင်တီးနားရဲ့ဘရာဇီးလ်ရဲ့ဘရာဇီးတော်မှ2002မှာချန်ပီယံဖြစ်ပြီးတော့ဆိုတော့တကယ်တော့အဲ့စပိန်နဲ့ပြင်သစ်နဲ့အာဂျင်တီးနားကမနိုင်တော့ရင်အဲ့ရှေ့ကိုအမြဲရောက်ရောက်လာတယ်ဗျာ ရောက်ရောက်လာတယ်ရောက်ရောက်လာတယ်ရောက်ရောက်လာတယ်ဒါအခုလောလောဆယ်ပေါ့လေဒါလက်ရှိအနေထားဆိုတော့အခုလက်ရှိကမ္ဘာချန်ပီယံဖြစ်တဲ့ back to back ချန်ပီယံဖြစ်တဲ့အာဂျင်တီးနားအသင်းနဲ့ပတ်သက်လို့ပေါ့လေလီယိုမက်ဆီရဲ့ World Cup နောက်ဆုံး final ဖြစ်တဲ့ဟိုတနေ့ကကျွန်တော်တို့ဇလာတန်အီဘရာဟီမိုဗစ်သုံးသပ်ပြတာပေါ့လေအာဂျင်တီးနားအသင်းကစားမားတွေအားလုံးဘာကြောင့်လီယိုမက်ဆီကိုအရန်ချစ်ကြလဲအာဂျင်နာကစားမားတွေအားလုံးမက်ဆီတို့ဘလောက်ပေးဆက်ခဲ့ကြလဲဆိုတာကတချို့ဒီဒီတဲတဲတဲလေးတွေက example အနေနဲ့ကြည့်လို့ရတယ်ဗောလေကျွန်တော်မှတ်မှတ်ရရ ဟူလီယန်အေဗာရက်အရန်ယုံကန်နေရတဲ့အချိန်လော်တာရိုမာတီနက်စ်အရန်ယုံကန်နေရတဲ့အချိန်မှာလီယိုမက်ဆီကသူ့ဂိုးသွင်းလိုက်သူရတဲ့အလုံးတွေရှိတယ်။မသွင်းဘူးပတ်စ်လုပ်တယ်မာတီနက်စ်ကိုပေးသွင်းတယ်။တခါမှမရပြီးခဲ့တဲ့ဝေါကတ်အက်စတိုဒီယာနဲ့၅ခုပြတ်နိုင်ပြီးနောက်တစ်ပွဲပဲပဲခြေစွမ်းပွဲမှာအဲ့လိုပဲအာဂျီနာကမာတီနက်စ်ကယုံကန်နေရတဲ့အေဗာရက်က struggle ဖြစ်နေတယ်သူ့ချတိတ်တွေဝယ်သူဂိုးတွေပေးပေးသွင်းတယ်ပယ်ဒီတွေပေးကန်အဲ့မဖြစ်လဲဆိုကိုလူငယ်တိုက်စစ်မှုလေးတွေရဲ့ confidence ကိုမက်ဆီက lift လုပ်ပေးတယ် ဆိုတော့ဘာဖြစ်လဲ work out ရောက်တဲ့ခါမှာအဲ့ကစားမတွေကသူ့အတွက်အသေးအကြီးကစားတာနှစ်ဆပြေးမယ်နှစ်ဆအလုပ်လုပ်မယ်နှစ်ဆ track back လုပ်မယ်နှစ်ဆကြိုးစားမယ် Argentina က Lionel Scaloni က2019ခုနှစ် Copa America ပြိုင်ပွဲပြီးမှသူ realize ဖြစ်သွားတယ် Leo Messi ပါပြီးတော့ပတ်သက်ပြီးတော့မှ Leo Messi ကိုအသင်းနဲ့ဝင်အောင်လုပ်ထားတဲ့မက္ဆီကိုဝင်းရံပြီးတော့မှအသင်းနဲ့ဘလို့သဟာစတာဖြစ်အောင်လုပ်ရမလဲဆိုတဲ့အချက်ကိုအရင်တော့က ဒီဂိုမာရာဒိုနာအပါဝင်အရင်ဒီပြခေတ်ဆက်ဆက်မှာအာဂျင်တီးနားအသင်းကမက်ဆီကိုတည့်ပြီးတော့ကစားတာအခုလည်းမက်ဆီကိုတည့်ကစားတာပဲဒါပေမဲ့ပြောင်းသွားတဲ့အချက်ကမက်ဆီနဲ့ခြားကစားမတွေဂျာကာဆက်ဆံရေးကိုအကောင်းဆုံးနဲ့ close ဖြစ်ဆုံးဖြစ်အောင်သူတို့ရအောင်ဖန်တီးလိုက်တယ်အဲ့ဒီအချက်ကအာဂျင်တီးနားအသင်းလုံးဝပြောင်းလဲသွားတဲ့အချက်ပဲ ကျွန်တော်မမေယာကိုပါအမေရိကဖိုင်နယ်ဘရာဇီးလ်ကမာရကနာမှာလုပ်တဲ့အခါ2021မှာမက်ဆီကကားမတွေအားလုံးကိုဖတ်ပြီးတော့ဖိုင်နယ်ပွဲမတိုင်ခင်လေကိုဗစ်ကာလပေါ့လေပြည်သက်ကို900တထောင်လောက်ပဲကြည့်ရတဲ့အချိန်မှာသူ့ကားမတွေကိုနောက်ဆုံးဖိုင်နယ် speech ပြောတယ်ငါတို့အားလုံးအိမ်နဲ့ဝေးနေကြတယ်မိသားစုနဲ့ဝေးနေကြတယ်ဟိုတယောက်ဆိုရင်ကလေးတော်ဝေးနေပြီဒါပေမဲ့မင်းတို့ခေါင်းထဲထည့်ရမှာကဒီပွဲဟာ တမိုင်းအတွက်အရေးကြီးဆုံးပွဲဖြစ်တယ်ဒီပွဲကိုနိုင်လဲထိုင်လဲမင်းတို့ကတစ်သလုံးသူရဲကောင်းဖြစ်မှာဖြစ်တယ်ဆိုတော့သူ့ရဲ့စကားရှိတယ်ဗျာအဲ့မှာဘာဖြစ်လဲဆိုကစားမတွေကို final instruction ပေးပြီးရဲ့အချိန်မှာအာဂျင်တီးနားအသင်းကိုသူတို့ champion ဖြစ်သွားတယ် champion ဖြစ်သွားတဲ့အချိန်မှာအာဂျင်တီးနားအသင်း champion ဖြစ်ဖို့အတွက်ရာမှာ Leo Messi အပါဝင်ကစားမတွေတူတူလုပ်ခဲ့ကြတာမှန်ပေမဲ့ Messi ရဲ့ဆန္ဒကိုအားလုံးဖြည့်စင်ကြအကုန်လုံး Leo Messi လဲကြွားတဲ့အချိန်မှာသူ့ကိုအကုန်ပြောင်းပြီးတော့ကွင်းလယ်နားမှာသွားပြီးတော့အောင်ပွဲခံကြတယ်ဆိုတော့အဲ့ဒီအသင်းကစပြီးတော့ each other play ချီတာတာဖြစ်တယ်ဗျာ တယောက်တစ် individual အောင်မြင်မှုတယောက်တစ် individual credit တွေထက်ဆိုင်တသိန်းလုံးရဲ့အစားစုဖွဲ့မှုအားပဲအာဂျင်တီးနားကမက်ဆီရဲ့ talent မလိုဘူးမက်ဆီကအာဂျင်တီးနားကစားသမားတွေရဲ့ war rate နဲ့လုံအားနဲ့အားလုံးပေါင်းစည်းမှုနဲ့ team ကိုယူလာမက်ဆီကအဲ့ team တဲမှာမှ talent ကိုထပ်ထည့်လိုက်တာထပ်ထည့်လိုက်တဲ့ခါမှာအသင်းကပိုကောင်းသွားတာ ်သူကတော့ different type ပြကျွန်တော်ပြောချင်တာလီယိုမက်ဆီရဲ့ talent တွေကဒီသင်းကိုဆွဲခေါ်တာမဟုတ်အဲ့အသင်းကလီယိုမက်ဆီရဲ့ talent တွေကိုပို့ပြီးတော့တောက်ပအောင်လုပ်ပေးပြီးတော့ဒီသင်းကပိုကောင်းသွားတာကြည့်ပြ every single player တိုင်းမှာအာဂျီနာကစားမတွေအားလုံးဟာလူများထက်ပိုအလုံးနှစ်ဆလောက်တယ်လက်ရှိအာဂျီနာ full back တွေကိုကြည့်လိုက်အရင်တော့ကကုညာကစားတယ်ဗျာဂွန်ဇာလိုမွန်တီရီကစားတယ်နောက်အခုဒီမိုလီနာကစားတယ်အခုတက်ကလီယိုဖီဂါဒီသားမတွေက quality player တွေဗျာတခြားအသင်းတွေလို full fat တွေလို world class တွေမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ world rate ဂျော့ဒန်လို့ကအရန်ကောင်းတယ်သူတို့ပြည်နယ်မှာတော့သူတို့အရန်ပိုင်တယ်ခန်စစ်ကနီကလပ်စ်အော်တိုမက်တီအသက်ကြီးလာပြီးခရစ်ယာန်ရူမဲရိုကတကယ်စိတ်ချရတယ်လီဆန်ဒိုမာတီနက်ပြန်လာမယ်ဦးဒနေ့ကဆန်နစီဆိုတဲ့ဘုံမောက်ကကစားမှာကစားသွားတယ်ဆိုတော့အဲ့ဆန်တဲ့ဘက်ပိုဇီရှင်မှာ maybe တယောက်နည်းနည်းဝီးဖြစ်တာမှမမယ်ကိုသမားအမီမာတီနက်စိတ်ချရတယ်လီယိုနက်စကာလိုနီသူစရောက်တဲ့အချိန်မှာသူကိုသမား၈ယောက်၉ယောက်လောက်သူရှာခဲ့တယ်သူလုံးဝရှာမတွေ့ဘူးအဲ့မှာ ိုဗစ်ကာလမှာဘန်လန်တော့ကိုနေမှုဘေးကတွန်းထုတ်လာရင်လည်းဘန်လန်တော့ injury ဖြစ်သွားရင်လည်းအာစနယ်မှာဆယ်နှစ်တိတိအရန်ဖြစ်နေတဲ့အမီလီယာနိုမာတီနက်စ်ကဝင်ဖန်ရတာအဲ့ဒါကအာဂျင်တီးနား history နဲ့လီယိုမက်ဆီရဲ့ history ကိုပြောင်းလဲသွားတယ်အဓိကအချက်ပဲအဲ့ဒါကအာဂျင်တီးနားဘဝတစ်ခုလုံးကိုပြောင်းသွားပြီးတော့အမီမာတီနက်ကဆက်စချင်းရောက်တော့တော့မဟုတ်ဘူး first try ပတ်ဖို့တော့သူက study ကိုသမားအနေနဲ့အမာရီတို့ဘာတို့ရှောက်တုံးနေတာဒါပေမဲ့ကိုသမား9ယောက်ရှိအောင်လို့တော့ပြီးချင်မှသူကလုံးဝ choice မရှိတော့မှ အမီမာတီနက်စ်ကိုသူစမ်းတော့ရင်းနဲ့မှာဒီကိုသမားဟာ something different ဖြစ်ပါလားဆိုသူရှာတွေ့သွားတယ်ဆိုပြောချင်တဲ့အချက်ကပါဆိုအဲ့မှာအမီလီယာနိုမာတီနက်စ်ကလည်းသူ့မှာ character အပြည့်ရှိအသိနိုင်ဖို့အတွက်အကုန်လုပ်တယ်ဒီဆန်ဒိုမာတီနက်စ်ဆိုခရစ်ယာန်ရိုမဲရိုအမတန်ကြမ်းတယ်အသိနိုင်ဖို့အတွက်ဘာမှမစလုပ်တယ် ကွင်းလေကကျွန်တော်ပြောတာကလီယန်ဒိုဖရီးဒက်ရှိတယ်။နောက်ရူဒီဂိုတပိုးရှိတယ်။ပြီးတော့မှယိုဗန်နီလိုဆဲဆိုရှိတယ်။ပြီးအန်ဇိုဖနန်တက်စ်အလက်ဆစ်မက်ကလာ။တကယ်တော့အရင်တော့ကယိုဗန်နီလိုဆဲဆိုရဲ့ဖရီးဒက်စ်ကတပိုးရဲ့က first choice ကစားတာ။အဲ့မှာဝေါ်ကပ်မှာအန်ဇိုနဲ့အလက်ဆစ်မက်ကလာစာကိုဖရီးဒက်စ်နဲ့လိုဆဲဆိုကနေရာပျောက်သွားတယ်။ဒါပေမဲ့သူတို့ပါဝင်တဲ့အချိန်မှာသူတို့က first choice ကစားမှတယောက်ပြီးအလုံးဝမငင်းညူဘူး။ စိတ်မပြတ်ဘူးအတင်းကိုရရနေရကဆပိုးလုပ်တယ်အားလုံးကမိသားစုလုံးဖြစ်ကြည့်လေဟိုတနေ့ကလီယိုမက်ဆီအင်တာမိုင်းမီပွဲလာကြတော့ပေးသူ့ကစားမတွေလာအားပေးတယ်တကယ်တော့ပြသူတို့အဲ့ချိန်နားလို့ရတယ်ပြမနာဘူးသူတို့ရဲ့ကက်ပတိန်ကိုလာအားပေးတယ်အဲ့ဒါဘာလဲဆိုတော့ team တစ်ခုတည်းပူတယ်သူတို့က family type ကိုသူတို့ဖန်ထားတာကြိုက်တဲ့လူကစားအိုက်ကွင်းတွေကအများကြီးမကွာဘူးအမ maybe plasio ro baro တို့ကစားမလေးတွေနဲ့ကွာကောင်းကွာပါမယ်ကျန်တဲ့ဒီလူတွေကအရင်အသင်းဟောင်း2021ကအသင်းကနေအခု24အထိအသင်းကကစားမလေးအကုန်လုံးတိတ်မကွာဘူး ကိုလုံးကဆင်မလာတိုက်ပဲအဲ့မှာမှာအာဂျီနာနည်းနည်းကန်ကောင်းတာမက်ဆီကဒီမာရီယာမရှိတော့တဲ့အချိန်မှာသူတို့အားကျလာတဲ့တောင်ပန်နေမှာအရင်တော့နီကိုကွန်ဆာလက်နဲ့ဒီမာရီယာနဲ့ကအလဲကျသွားနေတဲ့အချိန်မှာဒီမာရီယာနားတဲ့အချိန်မှာအဲ့တောင်ပန်အာဂျီနာတို့ပြက်သလားဖြစ်လားလော်တာရိုမာတီနက်စ်နဲ့ဟူလီယန်အေဗရက်စ်ကအားကိုးရတာပါနဲ့မက်ဆီနဲ့ဒါပေမဲ့ သူတို့မှာ proper wingers ဖြစ်ရှိဘူးကံကောင်းကျင်တော့ Thiago Almada ဆိုတဲ့ချက်တိတ်လေးပေါ်လာတယ်အဲ့ချက်တိတ်လေးက World Champion เนาะပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲတော့သူပါခဲ့တာအရန်အနေနဲ့ Atlanta United မှာကစားတယ်နောက် Botafogo ကိုရောက်တယ်နောက် Lyon ကိုရောက်လာတယ်အခုတော့ Atletico Madrid မှာကစားတယ်ပြီးတော့မှ Franco Mastantuno ရယ်ပြီးတော့ Nico Pat ဆိုတဲ့ကိုမူကအဲ့ talented ကစားမ၄ယောက်၃ယောက်လောက်အာဂျီနာပေါ်လာတယ်။နောက် Giuliano Simeone ဆိုအဲ့မှာတောင်မန်ကစားမကြီးပဲစစ်စစ်၃ယောက်လောက်ထွက်လာတဲ့အချိန်မှာအာဂျီနာတော်တော်လေးကို pressure ညော့သွားတယ် မန်စီကအလေဝင်လို့ရပြီးတော့တောင်ပေါ်မှာလှုပ်အားနှက်ဆနဲ့ပြေးနိုင်တဲ့ခြေတိတ်တယ်ထူးခြားတာဒီခြေတိတ်တွေကအဝေးကလည်းလှမ်းကန်နိုင်တယ်လှုပ်အားလည်းကောင်းတယ်ဝါရိတ်ကောင်းတယ်ပြီးတော့အသင်းကြီးတွေမှာကစားတယ်အမာတာကအက်တလက်တီကိုမက်ထရစ်ဖရန်ကိုမက်ဆန်ထူးနောက်ကရယ်မက်ထရစ်ဂျူလီယာဆီမီယာနိုကအက်တလက်တီကိုမက်ထရစ်နီကိုဘတ်စ်တယောက်တည်းကိုမူဗျာအဲ့တော့အဲ့တော့ဘာဖြစ်သွားလဲအသင်းကကန်ကောင်းကျွန်တော်နောက်တဲ့ခြေတိတ်တွေကပြင်ပြတ်လာတဲ့အခါမှာမက်ဆီက တက်ကြီးလာတယ်ကြလာသည့်တိုင်အောင်သူထိန်းကန်လို့ရတယ်ကသူရင်တော့တနာယီကိုသူရဲ့ performance က80 90ပြိုင်အခုပြကြမလို့သူ80 80လောက်ပြရင်ရရဘာလို့ကျွန်တဲ့လူတွေကသူ့အစားနှစ်ဆအလုပ်လုပ်တာရက်နေအောင်ပဲကျွန်တော်ဘာမှမလုပ်နဲ့ရက်ပဲရက်နေရှေ့တွေခွင်းထဲမှာရှေ့နေရပြီကျွန်တော်တို့ဆက်လုပ်မယ်ဆိုတဲ့ကောင်မျိုးတွေကြီးပဲဆိုတော့ဒီချက်ကအာဂျီနာအားသာချက်ပဲ worker နဲ့ပတ်သက်လို့ရှိရင်အာဂျီနာက3ကြိမ်ချန်ပီယံဖြစ်တယ် final မှာလည်းသူတို့3ကြိမ်ရှုံးမှုတယ်စပြီးတော့ကမ္ဘာဖလားပြိုင်ပွဲစတယ်ထောင်ကွက်30ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့ဒုတိယရရတယ်ဒါပထမဆုံးကျင်းပတဲ့ပြိုင်ပွဲအဲ့ကနေပါစဉ် 34မှာသူမပါဘူးနောက်ကဘာဖြစ်ဖြစ်တဲ့အချိန်မှာအာဂျီနာလုံးဝမပြိုင်ဘဲနဲ့1958 62 66မှာအာဂျီနာက Crusade Crusade Quarter 90မှာခြေစပွဲမအောင်ဘဲနဲ့ အဲ့ကနေမှဆင်သူတို့ပြိုင်ပွဲရဲ့ဘုံလုံးလောကကိုစပြီးတော့လုံးလုံးကြီးထဲထဲကြီးဝင်လာတာက1984မှာစတာ84ကမ္ဘာဖလားအဲတုန်းကနောက် Germany Champion ဖြစ်သွား84ကနေ86မှာ Argentina Champion ဖြစ်တယ် Mario Kempes ဆိုပါတော့ ਨੇ အဲ့ကနေမှဆင်80နှစ်မှာ Argentina Second Round ပဲအဲတုန်းက Italy Champion ဖြစ်သွားတယ်ပြီးတော့မှ86လဲကြာရော Argentina က Mexico မှာ Diego Maradona က Argentina အတွက် Germany ကိုနိုင်ပြီး Champion ဖြစ်ပြီးတော့90မှာဒုတိယရရတယ်အဲ့ကနေမှချင် Argentina ဘုံလုံးလောကကမတော့93မှာသူတို့ကိုပါမှာသူတို့ Champion ဖြစ်ပြီးခဲ့တဲ့ ဘာဖလားမမရတာအကြာကြီးပဲအဲ့ကနေ94မှာ round of 16 98မှာ quarter 2000မှာ group stage အဲ့တော့အရန် champion ဖြစ်ဖို့ရေမန်းစားတဲ့အတိုင်းအောက်စုစင်းနဲ့ထွက်ခဲ့ရတယ်နော် batistuta တို့ viron တို့တကယ်ကောင်းတဲ့အခြေအဲ့ကနေပါစင်2006 2010အကုန်လုံးပြီးတော့2014မှာ world cup final တက်ခဲ့ပြီးတော့2018မှာရုံးထွက်ရောက်တယ်ဒါပေမဲ့အခု champion ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့နောက်ဆက်တွဲမှာကိုပါအမေရိကကိုဒီ World Cup မတိုင်ခင်မှာသူတို့27မှာကိုပါချန်ပီယံဖြစ်တယ်22မှာ Finalissima မှာသူတို့ချန်ပီယံဖြစ်တယ်22မှာ ကမ္ဘာဖလားချန်ပီယံဖြစ်ပြီးတော့ကိုပါမာဘက်ဒူဘိုင်ချန်ပီယံဖြစ်ပြီးတော့အာဂျီနာဘာဖြစ်သွားလဲဆိုလုံးဝ different team ဖြစ်သွားတာအခုပြ2021အသေးလောက်တချို့ပိုင်းတွေမှာကြသွားပြီမှာအာဂျီနာ2021တက်ပူမာကျော်လာတယ်ပူကျစ်လက်လာတာတွေတော်တော်များအများ organize ဖြစ်တယ်ဥပဒေအာဂျီနာပွဲထဲမှာဂိုးတောင်တော့မပေးရဘူးဗျာသူတို့ဂိုးရအောင်အဲ့ပွဲနိုင်မှုများသွားပြီသူတို့မှာတောင်တင်းနဲ့တိုက်စစ်အတွေ့ရှိပြီးသားအဲ့တော့မှမက်ဆီရဲ့တယ်လန့်ကိုထပ်ပြီးအပေါ်ထထစ်လိုက်ကျွန်တော်ပြောချင်တာအာဂျီနီနာဟာတခြားသင်းနဲ့မတူတာအသင်းလိုက်စူးစစ်မှုအားနဲ့တခြားကစားသမားတွေရဲ့အားကိုမက်ဆီရဲ့တယ်လန့်ထပ်ပြီးပေါင်းဆက်လိုက်တာ မက်ဆီကိုတည်ကစားတဲ့တယ်လန်ထက်မက်ဆီကနေပုံစံထက်ပေါင်းကစားတဲ့တခြားအသင်းတွေနဲ့မတူအဲ့ဒီချက်ကြောင့်သူတို့ကအာလီယိုနက်စကာလိုနေရှာတွေ့သွားတဲ့အချက်ပဲဆိုတော့အလုံးဟာမက်ဆီအတွက်နှစ်ဆပေးချင်ရှင်းရှင်းလေးပြလော်ထော်ရိုမာတီနက်သူဒုက္ခရောက်နေတဲ့အချိန်ခူလင်အေဗရက်စ်ကြီးရုန်းကန်နေတဲ့အချိန်တိုင်းမှာကစားမအားလုံးအတွက်သူအမြဲရှိတယ်ဆိုတော့ဘာဖြစ်လဲသူအတွက်နှစ်ဆပေးကစားမဲ့သူကြီးပဲနှစ်ဆကြိုးစားပဲအဲ့တော့ဘာဖြစ်လဲအာဂျီနက်ချန်ပီယံဖြစ်တာဘက်တူပဲဆိုတော့ဒီဝေါ်ကပ်မှာသူတို့ချန်ပီယံဖြစ်နိုင်တယ် ချန်ပီယံဖြစ်နိုင်ချန်ပီယံဖြစ်တာလေအသေးတသင်းတို့အဲ့ mentality ကျွန်တော်ပြင်သစ်ချန်ပီယံဖြစ်ဘူးလေကျွန်တော်ပြင်သစ်ကအကြိမ်ကြိမ် World Cup ကို final ရောက်လာ။ဘာလို့သူတို့ချန်ပီယံဖြစ်ဘူးလို့။ချန်ပီယံဖြစ်ဘူးတဲ့စိတ်တဲ့ကြောင့်ဆိုတော့သူတို့ဘလို့ကြော်ဖြစ်ရလဲကောင်းကောင်းသိ။ဆိုတော့ဒါက Lionel Scaloni, Leo Messi တို့ရဲ့ Argentina ရဲ့2026 World Champion ရဲ့ defense ဆိုတော့ Champion Supla ကိုကာဝင်နိုင်တဲ့အသင်းတွေကရှားတယ်။ဘာမို့34 38မှာ Italy တခါလောက်ဘူးတယ်။58 60နဲ့မှာကျွန်တော်တို့ဘရာဇီးလောက်ဘူးတယ်။ ဲ့နောက်ဘက်မှာဘယ်သူမှချန်ပီယံမကနိုင်ဘူးဗျာဆိုတော့ဒါအာဂျင်နီးယားအတွက် biggest test ပဲအာဂျင်နီးယားသူတို့ကိုယ်တိုင်လည်း1986 90မှာတစ်ချိန်ပိုဆွဲတစ်ချိန်ဖိုင်နယ်တက်တယ်မရခဲ့ဘူး ိုဒီစချိန်ဟာသူတို့အတွက်အကောင်းဆုံး chance ဖြစ်တယ်ပြင်သစ်ကလည်းပြီးခဲ့ချိန် champion ဖြစ်တယ် final တက်တယ်သူတို့ရှုံးသွားတယ်ဆိုတော့ဒီချိန်မှာအာဂျင်တီးနားကနောက်ထပ်သမိုင်းစစ်ဒီလိုဒီချိန်ကဖူဆွဲပြီဆိုရင်အာဂျင်တီးနားက back to back world cup back to back copa finalist မှာဆိုရင်သိကြတယ်ကိုသမား emmy မမတီတော့ကျွန်တော်နားမယ်လို့ပြောလို့အသေးချောက်အများကြီးနားသွားကြပါဆိုတော့ဒီချိန်အာဂျင်တီးနားအသင်းဘလောက်ထိဆွမ်းဆောင်နိုင်မလို့ထင်လဲရေပန်းစားနေပြီး strong ဖြစ်တယ်စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးရှိတဲ့ဒီအသင်းကရောဘလောက်ထိခီးရောက်အောင်လဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကြည့်တူပါတယ်